အားလုံးပဲမင်္ဂလာပါ။ဥပါကျော်ဒူရီ YouTube Channel လေးရလည်ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာနော်။အားလုံးပဲမင်္ဂလာရှိရဲ့ညနေခင်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ live show video လေးတွေကိုပုံမှန်အများနဲ့စောင့်မျှော်ကြည့်ရှုနေတဲ့ကုကုမားတွေရောအခုမှတွေ့လို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသေးကုကုမားတွေကိုအားလုံးပဲဒီ live show video ပိုင်းလေးကိုစားကြည့်တဲ့ချိန်ရနေစပြီးတော့စိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေ။စိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေတလုံးတော့ဝါးပြည့်စုံကြပါစေလို့ ျွန်တော်ဒီနေရာလေးကနေပြီးတော့ဦးစွာပထမဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်။ကဲအဲ့တော့အားလုံးပဲကျွန်တော်တို့အင်္ဂါနေ့အဖွင့်နေ့ပေါ့နော်အင်္ဂါနေ့အဖွင့်နေ့ကတော့အားလုံးအစဉ်ပြေကြမယ်ပေါင်းကြမယ်ရကြမယ်လို့ထင်ပါတယ်အဲ့တော့အားလုံးပဲကျောင်းဒီညနေမှာ60ခွန်ဆိုတဲ့ main တကွက်ကောင်းရဲ့ခွန်ပိုင်ခွန်ဘက်သီးရဲ့နှစ်သီးစားအားလုံးပဲ အစင်ပြေတယ်ပေါက်တယ်ရတယ်ဆိုတဲ့ငါးကုံငါးမတွေဒါဒီတခွက်ကောင်းကတော့ဘလို့ပဲဖြစ်ဖြစ်တရားဘူးတက်နိုင်လို့ထိုးတဲ့ကိုကုံမတွေတောင်မှလိုက်ကလေးကိုကြည့်လို့စိတ်ဝင်စားလို့ဝင်ကြည့်ဖြစ်တယ်ဆိုတဲ့ကိုကုံမတွေတောင်အားလုံးပဲဒီကနန်းလေးကတော့အားလုံးပဲပေါက်ကြမယ်လို့ထင်ပါတယ်အဲ့တော့ကြောင့်ဘသူတွေဘလောက်ဘူးတွေပေါက်ပြီးဘသူတွေဘလောက်ဘူးတွေရတယ်ဆိုတော့ကိုပေါက်ကြည့်လေးတွေအားလုံးပဲတယောက်တစ်ချက်စီမှန်လေးထဲမှာမှန်ပေးပါ မှန်ပြီးတော့ဝင်လာမယ်အားလုံးပဲတန်းနိုင်သလောက်ကျွန်တော်ပြောသလိုပေါ့နော်အများသူငါမြင်အများသူငါတွေ့ပေါ့နော်တဦးမြင်တဦးတွေ့အများမြင်အများတွေ့အများပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးထားပြီးတန်းနိုင်တဲ့နေရာလေးတွေမှာတန်းနိုင်သလောက်ကလေးရှင်းပေးပါအဲ့တော့ကျွန်တော်ရဲ့ live show လေးတွေကိုပုံမှန်အမြဲတမ်းမှားလေလက်ခံလေမှန်လေယူမယ်ဆိုတဲ့ကိုကိုမားတွေပုံမှန်လေး live show လေးကိုကြည့်နေရဆိုတဲ့ကိုကိုမားတွေကဲကျွန်တော်တို့၃ဟိုဘယ်လိုခေါ်မလဲဒီတစ်ပတ် မပါဘောเนาะကြံခဲ့တဲ့နှစ်ပတ်ဇက်တိုက်ကိုကျွန်တော်တို့ main ကွက်တွေမရခဲ့ပါဘောเนาะအဲ့လိုမျိုး main main တကွက်ကောင်းနေနဲ့မရခဲ့ဘူးဒီတစ်ပတ်ကတော့ရပြီဟုတ်တယ်เนาะဒီတစ်ပတ်ကတော့ရပြီကျွန်တော်မနက်ကတော့ပြောသလိုပေါ့เนาะဒီနေ့ကင်း live မှာပြောသလိုပေါ့အားလုံးပဲကျွန်တော်တို့ဒီတစ်ပတ်ကကျွန်တော်တို့နှိမ့်လိုက်ကလေးတွေမှန်မဲ့အပတ်လို့ကျွန်တော်ထင်နေဟုတ်တယ်เนาะဘာကြောင့်လဲဆိုရင်ဝမ်းကြီးလေးတွေရှားတာလည်းကောင်းတယ်နှိမ့်လိုက်ဝမ်းကြီးလေးတွေရှားတာကောင်းတယ်မာတယ် ပတ်သီးလေးတွေမာနေတာကိုတွေ့တယ်။အဲဒါကြောင့်အားလုံးကိုကျွန်တော်ပတ်သီးကိုတတ်နိုင်တဲ့လောက်လေးပတ်ကျွန်တော်နဲ့အကြိုက်တူတဲ့ကိုကိုမားတွေခွန်ပိုင်ခွန်ပတ်သီးဟုတ်တယ်နော်။အဲ့တော့မိန်းတကွက်ကောင်း86နှစ်သီးစား6 okay အဲ့တော့ပေါက်ကြီးလေးတွေမှန်ပြီးတော့အားလုံးပဲဝင်လာမယ်အဲ့တော့ဒီ live show ဒီဒီဘိုင်လေးကိုကြည့်တဲ့ကိုကိုမားတွေကအားလုံးပဲ live show ဒီဘိုင်လေးကိုအစားလေအဆုံးပြီးဆုံးတိုင်အောင်လို့ကြည့်ပေးပါ เนาะရေးကြီးတာမျိုးကြော်ကြီးတာမျိုးမလုပ်ပါနဲ့အဲ့တော့အားလုံးပဲရေးကြီးတာမျိုးကြော်ကြီးတာမျိုးမလုပ်တဲ့ကိုကိုမားကြီးကကျွန်တော်ရဲ့တပတ်ဆောင်မွေးလေးလုံးအခွေ9608ပူပအခွေလေးလုံးအခွေမှာဒီဇိုင်းမမတ်လိုက်ကစားတဲ့ဆိုတဲ့ကိုကိုမားကြီးအားလုံးပဲပေါကြမယ်ရကြမယ်လို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗနသီးစားလေဒီနေ့ကဗနသီးစားလေ3သီးစားအခွေမှာရမယ် မိန်ဩတစ်ခွက်ကောင်းမှရမယ်ပတ်သီးမှရမယ်ဒါဆိုရင်သုံးသီးစားပေါ့နော်သုံးသီးစားရတဲ့ညနေရင်းလေးဖြစ်ပါတယ်အဲ့တော့မနက်ပိုင်းမှာကျွန်တော်တို့ကိုးပိုင်လေးကိုးပတ်သီးလေးနဲ့ကျင်တ်ခဲရပြီနည်းဒီညနေမှာပတ်သီးကောမိန်ခွက်ကောရှယ်သုံးသီးစားနဲ့အားလုံးပဲအောင်မြင်မှုရခဲ့တယ်ဒါဘလို့ပဲဖြစ်ဖြစ်ပေါ့လို့ဟိုကျွန်တော်ခဏပေးလို့ဖတ်သွားလို့ကျွန်တော်ဂုံယူပြီးပြောနေတာတော့မဟုတ်ဘူးဒါပြင်လည်း မှားတဲ့အချိန်မှာမှားသလိုခံနိုင်ရည်ရှိတဲ့ငါးခုငါးမတွေရှိတယ်မှန်ယူမယ်ဆိုတဲ့ကိုကိုမတွေရှိရဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလိုမျိုးလေးပြောပြတာเนาะဟိုမှန်မှအစဉ်ပြေမယ်ဆိုတဲ့ကိုကိုမတွေတခါတလေမှဝင်ကြည့်တယ်မှန်ရင်ယူမယ်မှားရင်အပြစ်ပြောမယ်ဆိုတဲ့ကိုကိုမတွေအတွက်ကိုပြောတာမဟုတ်ဘူးကျွန်တော်နဲ့အမြဲတမ်းကျွန်တော်ရဲ့ like လေးတွေကိုပုံမှန်ကြည့်ရဲပုံမှန်လေး လိုက်ကြည့်တယ်မှားလေးခံတယ်မှန်ရင်ယူတယ်ဆိုတော့ကိုကုံမားတွေအတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးနိုင်ခဲ့လို့ကျွန်တော်ဝမ်းသာတာဝမ်းသာပီတီဖြစ်တာနော်အဲ့ဒီကြောင့်အားလုံးကျွန်တော်ပေါက်လို့ရလို့လဲကိုကုံမားတွေဟိုဘယ်လိုကောင်းမလဲမှားရင်ခံရတာကိုကုံမားတွေမှန်ယူရမှာလဲကိုကုံမားတွေအဲ့တော့မှန်လို့ကျွန်တော်ကိုကန်ဆာကြီးနော်စေစနာကြီးဘာမှပေးစရာမလိုဘဲနဲ့ကိုကျွန်တော်နှိမ့်တိုက်ကိုအလေကားတင်ပေးတာနော်နှိမ့်တိုက်တင်ပေးတယ်ဆိုတာ ဆိုတဲ့အကြောင်းရင်းကလည်းအားလုံးကိုကျွန်တော်ပြောပြီးသားကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကိုမားတွေလည်းနှိမ့်တိုက်ကလေးတွေလိုက်ကစားလို့ရအောင်ကျွန်တော်နှိမ့်တိုက်မှာလည်းအားလုံးကိုမချွေးမချန်ရရင်ရသလိုလေးတင်ပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ live show video လေးကိုဝင်လာပြီးဆိုတာနဲ့စားလေအစုံပြီးဆုံးတိုင်အောင်ကြည့်မယ်ပြီးရင် main quad ပတ်တီရွေးကွက်ကလေးတွေကိုအားလုံးပဲကိုအစဉ်ပြေရာကြိုင်းနှစ်သက်ရလေးကိုယူကစားမယ်အားလုံးပဲ အောင်ဝဲလေးခန့်တယ်ချိုးတယ်ဗျာနော်ဒီညံနေကတော့ဒိုင်းစီမှာဝေထုတ်ရတာချိုးတယ်နှစ်သီးစာနဲ့ဝေထုတ်ရတာနှစ်သီးစာသုံးသီးစာနဲ့ဝေထုတ်ရတာနောက်ဆုံးနှိမ့်လိုက်ကလေးကိုစိတ်ဝင်စားလို့မထိုးဘူးအခွေကိုလိုင်းညီတယ်ဆိုတော့ကိုကုံမားရီတောင်မှ96ခွန်8အခွေလေးနဲ့ရတယ်ဗျာနော်ဘလို့ပဲជីជីအဆင်ပြေတဲ့နေလေးဖြစ်တဲ့အတွက်အားလုံးဝမ်းသာပါတယ်အဲ့တော့ကျွန်တော်ကိုကုံမားရီနဲ့အတူတူဝမ်းသာပီတီလေးဖြစ်ချင်တယ်အဲ့တော့ပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမှန်ပြီးတော့ တရားမကြံမှန်ပြီးခဲ့ပါတက်တာဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပဲ9ရက်9လ2020နဲ့9 9ရက်9လ2020နဲ့9ဘော်ဒဖူးနေ့မနက်7:00နာရီတမီနဲ့အတွက်အကောင်းဆုံးဘိုင်ဘတ်ဒီအကောင်းဆုံးရွေးကွက်အကောင်းဆုံးမိန်ကွက်လေးတွေကိုလာရောက်မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့အားလုံးကိုပေါက်ဆိတ်ခြင်းရားစီခြင်းနဲ့ဆန္ဒလီနဲ့လာရောက်မျှဝေပေးတာဖြစ်တဲ့အတွက်ကိုကိုမားရဲ့ဘက်ကနေပြီးတော့ တက်နိုင်သလောက်ရှင်းပေးပါတက်နိုင်သလောက်မျှဝေပေးပါကဲဒါဆိုလို့ရှိရင်လိုင်းလက်မလေးတယောက်ချက်စီနှိပ်ပြီးတော့အားပေးခဲ့မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ခဏလေးကိုစပြီးတော့ခေါ်ပေးမယ်အားလုံးပဲလိုက်ပြီးတော့မှတ်ပေးပါအပန်းမကြည့်ဆိုရင်မန်လေးထဲမှာမှတ်ပေးပါကဲ9ရက်9လ2025ဘောတဟူးနေ့12နာရီတမီနဲ့အတွက်အကောင်းဆုံးဘိုင်ဘက်သီးစီ၄ဘိုင်၄ဘက်သီး၉ဘိုင်၉ဘက်သီး၄၉ဘက်သီးဖြစ်ပါတယ်အားလုံးပဲ เนาะ4 by 4ပတ်ဒီ6 by 6ပတ်ဒီ4 6ပတ်ဒီဖြစ်ပါတယ်4 6ပတ်ဒီဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြပါ4 6ပတ်ဒီပါအဲ့တော့အားလုံးပဲ4 6ပတ်ဒီဖြစ်တဲ့အတွက်4နဲ့ပတ်သက်ရင်မိန်ဩကနာ4ခွက်ထုတ်ပေးထားတယ်6နဲ့ပတ်သက်ရင်မိန်ဩကနာ4ခွက်ထုတ်ပေးထားတယ်ပြီးရင်ကျွန်တော်တို့က9 6 8အခွေလေးကိုထပ်ပြီးတော့ပြီးရင်ထပ်ပြောပေးဦးမယ်เนาะဘယ်လိုလုံးသိမ့်လဲဆိုတာကို လေးပိုင်လေးပတ်ကြီးနဲ့ပတ်သက်ရင်အားလုံးပဲကဲလိုက်ပြီးတော့မှတ်မယ်နော်အားလုံးပဲလိုက်ပြီးတော့မှတ်ပြီးမယ်မှတ်ထားမယ်ဆိုတော့ကိုကိုမာရီကလိုက်ပြီးတော့မှတ်ပြီးပေါ့နော်လေးနဲ့ပတ်သက်လို့ရှိရင်41 46လေး1 4 6 4 3 4 8ဖြစ်ပါတယ်လေးနဲ့ပတ်သက်ရင်41 46 4 3 4 8ဖြစ်ပါတယ်အားလုံးပဲမန်လေးထဲမှာမှတ်ပြီးပါ 0818464348ဖြစ်ပါတယ်အားလုံးပဲ9နဲ့ပတ်သက်လို့ရှင်အားလုံးပဲမယောလီဝက် live မှတ်မယ်0196639398ဖြစ်ပါတယ်9နဲ့ပတ်သက်ရင်0196639398ဖြစ်ပါတယ်အားလုံးပဲအဲ့တော့၄နဲ့ပတ်သက်ရင်မယောကနန်၄ခွက်၉နဲ့ပတ်သက်ရင်မယောကနန်၄ခွက်အဲ့လားလေးကိုကျွန်တော်တို့နော်၈ခွက်ကတော့ဒါမဖြစ်မနေထိုးထားတဲ့နေ မေယောကနန်းလေး၈ကွက်ဖြစ်ပါတယ်ပတ်သီးကတော့ကိုကိုမားလေးအစင်ပြာကြိုင်းနှက်တရာပတ်သီးလေးကိုရွေးချယ်ပြီးတော့ပတ်ထိုင်ပါတယ်နော်ကြဒါဆိုလို့ရှိရင် main on ကွက်သွားမယ် main on ကွက်ကကျွန်တော်တို့မနက်ဖြန်၄ဘိုင်၄ပတ်သီးနဲ့ပတ်သက်လို့ရှိရင်41တကွက်ကောင်းပါ၄ဘိုင်၄ဘက်တီးနဲ့ပတ်သက်လို့ရှိရင်41တကွက်ကောင်းပါ၉ဘိုင်၉ဘက်တီးနဲ့ပတ်သက်လို့ရှိရင်61တကွက်ကောင်းပါ မယောကလေးကိုလိုက်ပြီးတော့မှတ်ပေးမယ်၄ဘိုင်၄ဘက်စီနဲ့ပတ်သက်ရင်41တကွာကောင်း9ဘိုင်9ဘက်စီနဲ့ပတ်သက်ရင်61တကွာကောင်းဖြစ်ပါတယ်အားလုံးပဲကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တပတ်စာ၄လုံးအခွေကားနေပြီးတော့အခု60ခွန်ဆိုတဲ့တကွာထွက်ပြီပေါ့နော်ဒီအခွေကိုလိုက်စောတယ်ဆိုတဲ့ကိုကိုမားရိအနေနဲ့ကိုကထီထီမိမိလေးရာခဲ့လို့အမျက်ကြံခဲ့ပြီဆိုရင်ဒီအခွေလေးကိုနားပါအမျက်မကြံသေးဘူး ကိုကဒီအခွေနဲ့ကိုအမျက်မကြံသေးဘူးထင်သလောက်မမြတ်ဘူးလို့ထင်ရင်ဆက်ဆော့လို့ရပါတယ်ဒီအခွေကိုနော်ဒီအခွေကိုဆက်ပြီးတော့ကစားလို့ရပါတယ်နောက်ထပ်တစ်ချိန်လာပါအောင်မယ်နော်နောက်ထပ်တစ်ချိန်လာပါအောင်မယ်အဲ့တော့အားလုံးပဲကျွန်တော်ရရှိတဲ့ကဏ္ဍလေးတွေကိုအားလုံးကိုပေါက်စေခြင်းရားစေခြင်းလို့စေစနာနဲ့ပေးတာဖြစ်တဲ့အတွက်အားလုံးပဲအမှားမှန်လက်ခံနိုင်တဲ့ကိုယ်ကိုယ်မာတွေယူပြီးတော့ကစားပါနှိမ့်တိုက်စောတဲ့ကိုယ်ကိုယ်မာတွေအားလုံးကနော် အမှားမှန်လက်ခံနိုင်မှယူပြီးတော့ကစားပါကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းကျွန်တော်အများနဲ့ပုံမှန်လေးပြောလို့ပေါ့နော်ကျွန်တော်နှီးလိုက်ကို ပုံမှန်လေးတင်ပြရတဲ့ယူရချက်ကကျွန်တော်ရဲ့အဖွဲ့ဝင်တွေလည်းကျွန်တော်ပေးတဲ့ကဏ္ဍလေး main ကွက်ကိုအဆင်ပြေရာကြိုင်နှစ်တက်ရလေးကိုယူကစားရင်ပောက်တဲ့ရရဲဆိုရင်အားလုံးအဆင်ပြေအောင်လို့ကျွန်တော်နှီးလိုက်ကိုပုံမှန်တင်ပေးတာဖြစ်တဲ့အတွက်အဆင်ပြေတာကြိုက်တာလေးတွေတွေ့ရင်ယူကစားပါဒီနေ့ကတော့ဒါကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကိုမားတွေကော နေလိုက် sorry ကိုကိုမာရီကဒါ68ဆိုတဲ့ main quest ဖြစ်တဲ့အတွက်အားလုံးပဲပေါက်ကြမယ်ရကြမယ်လို့ထင်ပါတယ်အားလုံးပဲရှင်းနှစ်သီးစားပေါ့နော်အဲ့တော့အားလုံးပဲအဆင်ပြေတဲ့နေလေးဖြစ်တယ်ကျွန်တော်တို့အဖွင့်နေအဖွင့်လှတယ်ဗျာနော်မနက်ပိုင်းမှာဘိုင်ဘတ်ဒီနဲ့အောင်းနဲ့ညနေပိုင်းမှာ share သုံးစည်းစားအောင်းတယ်ဒါလေးပဲပြောတော့မယ်ဟမ်သုံးစည်းစားအောင်းတယ်ကျွန်တော်ကတော့ကျွန်တော်ပြီးတဲ့ကနန်းထွက်ရင်အောင်းနဲ့ကျွန်တော်ကတော့အဆင်ပြေမယ်ထင်တာပဲနော် ဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲကျွန်တော်ရဲ့ live show video လေးကိုကြည့်နေကြတဲ့ကိုကိုမာရီအားလုံးပဲဒါဆိုရင်ကျွန်တော်9ရက်5လ2025ဘောရဖူးနေ့မနက်7:00နာရီတမီးနဲ့အတွက်အကောင်းဆုံးဘိုင်ဘက်ဒီအကောင်းဆုံး main web view web ကလေးတွေကိုကျွန်တော်တင်ပေးပြီးပြီးအဖွဲဝင်နေအနေနဲ့ကျွန်တော်တင်ပေးတဲ့အဖွဲဝင်ကဏ္ဍဒီမပါဘူးဆိုတာကိုနားလည်မှာပါ ဘာကြောင့်ကျွန်တော်ပုံမှန်လေးအဲ့လိုမျိုးလေးဖြစ်အောင်လုပ်ပေးလဲဆိုရင်ဖွဲ့ဝင်ပတ်တီမဟောစီခြင်းဘူးမနှက်ဖြန်ဘုံတော်ဘူးနေ့တနေကုန်မှာကျွန်တော်တို့ရဲ့အဖွဲ့ဝင်ဇာတို့ပတ်တီလုံးဝတရားခိုင်းတော့ဒီအားကောင်းတဲ့အနေအထားမှာရှိပါတယ်အဖွဲ့ဝင်နေနော်အားကောင်းတဲ့အနေအထားမှာရှိပါတယ်ဒါလေးကိုတော့ကျွန်တော်ပြောထားခဲ့မယ်အဲ့တော့ကျွန်တော်တို့ကီးအနေနဲ့ယူသုံးညင်းနေဆိုလို့ရှိရင်ကိုကိုမားတွေကိုကျွန်တော်ပြောပြီးတော့9 6 8 ကီးစီယူသုံးလို့ကောင်းတယ်ကီးဖြစ်ပါရဲ့အခွေလည်းဖြစ်တယ်လို့ကီးလည်းဖြစ်တယ်လို့ကျွန်တော်ပြောတယ်နော်အဲ့တော့လေးကိုကို9608နဲ့ကတ်မယ်ဆိုတဲ့ကိုကူမာကြီးကတ်လို့ရတယ်နော်ကတ်လို့ရတယ်ကျွန်တော်သေချာလေးပြောခဲ့မယ်9608နဲ့ကတ်မယ်ဆိုတဲ့ကိုကူမာကြီးကတ်လို့ရပါတယ်နော်သေချာလေးပြောခဲ့မယ်အဲ့တော့အားလုံးပဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ လိုက်ရှိုးဗီဒီယိုလေးကိုအစားလေဆုံးပြီးဆုံးတိုင်းအောင်ကြည့်တဲ့ကိုကိုမာရီနားလည်မဲ့သဘောပေါက်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့လိုက်ရှိုးဗီဒီယိုလေးတွေကိုဝင်ရောက်ကြည့်ရှုတဲ့ကိုကိုမာရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒလေးတွေတလုံးတော့ဝါရယ်ပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေရာလေးကနေစုမုံအောင်လေးတောင်းပေးလိုက်ပါတယ်အနေဖြင့်ကျွန်တော်တို့စနစ်ခွဲပြီဆိုတာနဲ့အားလုံးပဲလိုက်ရှိုးလေးမှာအားလုံးပဲအောင်ပွဲအတူတူခံမယ် ပုံမှန်စနစ်ခွဲတာနဲ့လိုက်ရှုလေးရှိပါတယ်အားလုံးပဲဘိုင်းဘိုင်ပါ